အိန္ဒိုအိကံမကားမှုလို့ပြောကြတဲ့ပြည်သက်တွေကိုတုံ့ပြန်ခဲ့တဲ့အီချော့ဘိုတရုတ်ဆောင်အီချော့ဘိုကအိန္ဒိုသက်နှစ်နှစ်အတွင်းမှာဒုတိယကိုယ်ဝန်ကိုလွှဲထားနေရပြီဆိုပြီးတော့ပြည်သက်တွေကိုအသိပေးလာခဲ့ပါတယ်။သမီးလေးတယောက်ရဲ့မိခင်ဖြစ်တဲ့အီချော့ဘိုကဒုတိယကိုယ်ဝန်ကသားလေးဖြစ်တာမို့လို့အယံကိုပြောရွှင်နေရပါတယ်။သူမရဲ့ခင်မုံမိုးဆက်မုံကလည်းသူမနဲ့ထက်တူဝမ်းသာပြောရွှင်ခဲ့ပါတယ်။ကြာသေးခင်ကအီချော့ဘူကချမ်းသာကြွယ်ဝပြီးချောမောလှပတဲ့မင်းသမီးဖြစ်ပေမဲ့ အများထင်တယ်လို့ခင်မွန်းချစ်တာကိုမခံရတာမို့လို့အိမ်တော်ကြီးကံမကောင်းဘူးဆိုပြီးပရိသတ်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရတာပါသူခင်မွန်းကလူရှိမှာတော့အပြစ်ရှာလေသံမာတက်သူဆိုတာကိုကလေးကွယ်စည်းထိုးဖို့လာတဲ့အချိန်သူနာပြုဆ iam မကကိုယ်တိုင်မြင်တွေ့ခဲ့တာဆိုပြီးတော့ Facebook လူမှုကွန်ရက်ပေါ်မှာပြန်ပြောပြလာခဲ့ပါတယ်။သူမရဲ့အိမ်တော်ကြီးတည်င်းတွေနဲ့ပတ်သက်ပြီးတော့ဤချောဘူကဘာမှဖြေရှင်းတာမျိုးမလုပ်ခဲ့ပါဘူး။နိုဝင်ဘာလ16ရက်နေ့မှာတော့သူမရဲ့ခင်မုန်းနဲ့အိမ်တော်သက်နှစ်နှစ်ပြည့်သွားခဲ့ပါပြီ ချစ်စရာရန်ကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားတဲ့သူမဟာဆိုရင်နောက်ထပ်သားလေးတယောက်ကိုလည်းပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။ပါတီကိုကျင်းပခဲ့ကြပြီးတော့သားလေးဖြစ်မလားသမီးလေးဖြစ်မလားဆိုတာကိုရင်ခုန်စွာနဲ့မိဆွေတငယ်ချင်းတွေနဲ့အတူကျင်းပခဲ့ကြပါတယ်။သူမရဲ့ခင်မုန်းတဲ့ဟာသူမအတွက်အဖေလိုအကိုလိုစောင့်ရှောက်ပေးတဲ့ခင်မုန်းဖြစ်တဲ့အတွက်ကျေးဇူးတင်ကြောင်းကိုလည်းထုတ်ဖော်ပြပြခဲ့ပါတယ်။ကျမတို့တော့ပျော်ရွှင်ခြင်းပြည့်စုံခြင်းတွေပဲထပ်မံရောက်ရှိလာတာမို့လို့ဖခင်ကိုကျေးဇူးတင်နေ။ဒီနေ့ကျမတို့မိင်္ဂလာတက်တန်းနှစ်နှစ်ပြည့်မှာ မင်္ဂလာရှိတဲ့ရေနာလေးတခုထပ်ရလိုက်တဲ့အတွက်ပို့ပြီးတော့ကျဉ်းတတ်မိပါတယ်။ဖခင်မရှိရတဲ့ကျမပေါ်မှာဖခင်တယောက်လိုအကိုတယောက်လိုခင်မတယောက်လိုမျိုးအမြဲအနားမှဖေးမှရက်တီပေးခဲ့တဲ့ကျမရဲ့အိမ်တော်ဦးစီးကိုကျေးဇူးတင်ပါတယ်။ကျမမိသားစုပေါ်မှာလည်းယူတည်လေးစားမှုရှိပြီးတော့ကျမမိဘကိုသူ့မိဘလိုချစ်ပေး၊ကျမမောင်နှမကိုသူ့မောင်နှမလိုဂရုစိုက်ပေးမေတ္တာပြပေးခဲ့တဲ့အတွက်လည်းပို့ပြီးတော့ချစ်ရပါတယ်ရှင်။အိမ်တော်တက်တန်းတလျှောက်မိန်းမနဲ့သမီးလေးပေါ်မှာတာဝန်ကျပြီးတော့စစ်စာရှိရှိချစ်ပေးခဲ့တဲ့အတွက် စိတ်လုံခြုံမှုအပြည့်နဲ့ပျော်ရွှင်ခဲ့ရပါတယ်ဆိုပြီးအီချောဘိုကပြပြခဲ့ပါတယ်အီချောဘိုကသူများတွေထင်တယ်လို့မျိုးအိမ်တော်ကြီးကံမကောင်းတဲ့သူမဟုတ်ဘဲနဲ့ခင်မုံရဲ့ချစ်ချင်းမေတ္တာတွေရရှိပြီးပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတာမို့လို့ပရိသတ်တွေကဝမ်းသာပျော်ရွှင်ခဲ့ကြရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်